င်္ဂလာပါဒီချက်ဒီနေ့သင်ပေးသင်ခန်းစာကတော့ chapter 7မှာပါတဲ့ example တွေနဲ့ exercise တွေကိုပြောပြမှာဖြစ်ပါတယ် example 1 a distance of 0.33 meter separates a wave crest from the adjacent through and the vertical distance from the top of crest to the bottom of truth is 0.24 meter what is the wavelength what is the amplitude ဒါ wavelength နဲ့ amplitude ကိုမေးတယ်အဲ့တော့ amplitude ကိုပြောတဲ့အခါမှာဒီမှာပုံမှန်ကြည့်လို့ရှိရင် amplitude ဆိုတာ equilibrium point ဒီလိုရေပြင်းကြီး point ရနေပြီးတော့ line tape အကွာဝေးဟာ amplitude ပါပြီးတော့ဒီရေပြင်းကြီး point ရနေပြီးတော့ပဲဒီ equilibrium point equilibrium point ပေါ့ဒီ point equilibrium point ရနေပြီးတော့ ်လှိုင်းခွက်ထိတ်ရဲ့အကွာဝေးရလဲ amplitude ပဲ။ तू ပြောထားတာက तू ਆ wave crest from the adjacent through လို့ပြောထားတယ်။ဒီမှာလဲ the top of crest to the bottom of the through လို့ပြောထားတယ်။အဲ့တော့ဒီလှိုင်းခွက်ထိတ်နဲ့လှိုင်းကုန်းထိတ်လှိုင်းထိတ်နဲ့လှိုင်းခွက်ထိတ်နဲ့အကွာအဝေးနှစ်ခုစာကိုပြောထားတာဖြစ်တဲ့အတွက်ဒီချေတို့ကဒီက amplitude ကနှစ်ဆဖြစ်နေတယ်။ အဲ့တော့ MD ကျူရှာတဲ့နေရာမှာလည်းသတိထားရပါမယ်။နောက် wavelength ပြောတဲ့အခါ wavelength ကဒီ line ခုံထိတ်နှစ်ခုအကွာဝေးသို့မဟုတ် line quad တိတ်နှစ်ခုအကွာဝေးက lambda ဖြစ်တယ်။ဒါပေမဲ့သူပြောထားတာက line quad ထိတ်ရဲ့အကွာဝေးနဲ့သူနဲ့ကက်လျက်ရှိတဲ့ line quad ထိတ်အကွာဝေးလို့ပြောတဲ့အတွက် lambda ရဲ့တဝက်ပဲရှိပါတယ်။အဲ့ဒီမှာလည်း distance ဒီ wavelength ကိုရှာတဲ့နေရာမှာ သတိထားရမှာပဲဖြစ်ပါတယ်တော့တဝက်အကွာအဝေးကိုပဲပြောထားတဲ့ဖြစ်တဲ့အတွက်လမ်းလာဆိုရင်သူပြောထားတဲ့အကွာအဝေးရဲ့အပြစ်ဖြစ်တယ်နှစ်ဆဖြစ်တယ်ဒါ crossness through နဲ့ကတဝက်ပဲရှိတယ်ဒါကတော့အပြစ်ဖြစ်တယ်ဒါကြောင့်မလို့ the wavelength က0.33 meter ကိုနှစ်နဲ့ညှောက်ရပါမယ်ဒါကြောင့်0.66 meter ဆိုပြီးရလာခြင်းပဲဖြစ်ပါတယ်။နောက် amplitude amplitude ကတော့ a a ကဒီကနေဒီအထိ ဒီမှာတစ်ချက်ပြထားတဲ့ equilibrium point ကနေလှိုင်းထည့်အထိက amplitude လို့အဓိပ္ပာယ်ဖွင့်ဆိုထားတာဖြစ်တယ်။ဒါပေမဲ့သူပြောထားတာကဟိုးအောက်ခြေလှိုင်း quad ကနေပြီးတော့အပေါ်အမြင့်လို့ပြောထားတဲ့အတွက်နှစ်ခုစာဖြစ်နေတယ်။ဒါကြောင့်မလို့နှစ်နဲ့စားတယ်။0.24နဲ့စားတော့ MD2 ရဲ့တန်ဖိုးဟာ0.12ဆိုပြီးတော့ရလာပါတယ်။ဒါကတော့ပုံမှာပုံနားလည်မှအတိတ်ပဲဖွင့်ဆိုချက်တွေကိုနားလည်မှဖြေလို့ရတဲ့မိကုံမျိုးပါ။ example 2 what is the speed of 256 hz sound with the wavelength of 1.35 meter the speed of sound speed of sound ha v equal to f lambda ပုံသေးနည်းနဲ့ရှာလိုက်မယ်ဆိုရင် तू က frequency ပေးထားတယ်ဘာပေးထားသေးလဲနော် wavelength lambda ပေးထားတယ် v equal to f lambda formula နဲ့ရှာလိုက်လို့ရှင်လိုအပ်တဲ့ speed ကိုရပါလိမ့်မယ် example 3ကိုဆက်ကြည့်မယ် you dip your finger into pan water 40 time in 11 second producing wave crest separate 0.16 meter what is the frequency what is the period what is the velocity သူကပြောထားတဲ့အချက်တွေပေါ်မှာမူတည်ပြီးတော့ frequency ကိုရှာခိုင်းတယ် tg period လွှဲချိန်ကိုရှာခိုင်းတယ်ပြီး velocity ကိုရှာခိုင်းတယ်အဲ့ဒီမှာ teacher ကပထမဆုံးသူကရေပြင်ကိုဘာလောက်လိုက်လဲသူကရေပြင်ကိုမင်းရေပြင်ထဲကို ရေရေပြင်းဒီရေပြင်းထဲကိုလက်နှက်လိုက်တဲ့အခါမှာပုံမှန်လည်းပြထားပါတယ်ရေပြင်းထဲကိုလက်နှက်လိုက်တဲ့အခါမှာသူက7စက္ကန့်အတွင်းမှာ14ကဒီလိုမျိုးရေလက်နှက်နှက်လိုက်တဲ့အခါမှာဒီလိုင်းထိတ်ကလေးတွေလိုင်းလေးတွေဖြစ်ပေါ်လာတယ်။အဲဒီလိုင်းလေးတွေကလိုင်းထိတ်တစ်ခုနဲ့တစ်ခုနဲ့အကွာဝေးဟာ0.16မီတာလို့ပြောတဲ့အတွက်လိုင်းထိတ်တစ်ခုနဲ့တစ်ခုနဲ့က0.16မီတာချားလာဆိုတာဖြစ်တဲ့အတွက်အဲ့ဒါ wavelength lambda တန်ဖိုးကိုပြောတယ်ဆိုတာ တိကိုတည်ရမယ်အဲ့ဒါလေးကဒါနားလည်မှုဆိုင်ရာမေကွန် wavelength လို့မပြောဘဲနဲ့ producing wave crest spray 0.16 meter ဆိုတာ lambda ကိုပြောတာပါ line tape နှစ်ခုရဲ့ line tape တစ်ခုနဲ့တစ်ခုနဲ့အဲ့လောက်ချားတဲ့ line tape 0.16 meter ချားတဲ့ line tape ကလေးတွေဖြစ်ပေါ်လာတဲ့လက်ကလေးကိုရေထဲနှစ်လိုက်တဲ့အခါမှာဒါကိုပြောထားတာဖြစ်တဲ့အတွက်ဒါမြုပ်ထားတာပေါ့နော် lambda တန်ဖိုးအဲ့တော့ဒါ lambda တန်ဖိုး0.16ဆိုတာသိရပါမယ်အဲ့ဒါဆိုရင် formula တွေသုံးပြီးတော့ရှာလို့ရပါပြီ အဲ့တော့ဒီမှာ frequency frequency อ่ะ तू อ่ะဒီ cycle ပေါ့ဒီလှုပ်တဲ့ဘယ်နှကြိမ်လှုပ်တယ်ဆိုတော့အကြိမ်ရေအတွက်14ကလှုပ်တယ်အဲ့ဒါကိုသိတဲ့အဲ့လှုပ်တဲ့အချိန်ရဲ့ time နဲ့စားလိုက်လို့ရှိရင်ကျေတော့ဘာဖြစ်လဲ frequency ကို ရပါမယ်အဲ့တော့ နောက် period period က frequency သိရင်သိတယ် t equal to 1 minus f formula နဲ့ရှာလိုက်မယ်ဆိုရင်လွှဲချိန်ဟာ0.77 second ဆိုပြီးရလာမယ်အဲ့ဒီမှာ velocity ကတော့ v equal to f lambda formula နဲ့ရှာမယ်ဆိုရင်က frequency နဲ့ lambda ဆိုတာခုန lambda လေးကို0.16 lambda လို့သိမှရှာနိုင်မှာဖြစ်ပါတယ်အဲ့တော့စူးစမ်းပြီးတော့လေ့ကျင့်ပြီးတော့တွေ့ကြည့်ကြပါနော် example 4ကိုဆက်ကြည့်ရအောင် a tall tree sway back and forth in the breeze with frequency of two hertz what is the period of this အော်လေးတိုက်တယ်တစ်ပင်ကိုလေးတစ်ပင်လေးတိုးတဲ့အခါကျရင်ဒီ back and forth ဆိုတာရှင်းအောင်လှုပ်သွားလေးတိုးတဲ့ frequency ချိန်နှုန်းက two hertz ရှိတယ်အဲ့တော့သူ့ရဲ့အချိန်လွှဲချိန်ကြာချိန်ပေါ့ကြာချိန်ကိုမေးတယ်အဲ့တော့ t equal to 1 by f နဲ့ရှာလိုက်ရင် ဒီလေတိုးတဲ့အချိန်လေးက0.5 second ရတယ်ဆိုတာသိပါလိမ့်မယ် SMF5 ကိုဆက်ကြည့်အောင် a typical sound wave associated with human speech has frequency of 500 hertz and the frequency of the yellow light is about 5 into 10 power 14 hertz the velocity of sound in air is 334 meter per second the velocity of light is 3 into 10 power 8 meter per second find the wavelength of the wave အဲ့တော့ လှိုင်းနေရဲ့လှိုင်းလျားတွေကိုရှာခိုင်းတာအဲ့ဒီမှာအတန်လှိုင်းရဲ့အလျင်လေထဲမှာဖြတ်တဲ့အတန်လှိုင်းရဲ့အလျင်ကိုလည်းပေးထားပါတယ် velocity 334 m/s နောက်အလင်းဖြတ်သွားတဲ့အလင်းလှိုင်းရဲ့အလျင်ကိုလည်း3 into တန်းပေါ်က8 m/s ဆိုပြီးတော့ပေးပါတယ်အဲ့တော့ဒီအတန်လှိုင်းနဲ့အလင်းလှိုင်းတို့ခုပေါ့ yellow light ဆိုတော့အဝါရောင်အလင်းနှမ်းပေါ့အဝါရောင်အလင်းနှမ်းရဲ့ frequency က5 into တန်းပေါ်က14 hertz လူတစ်ယောက်ဒီပြောလိုက်တဲ့စကားအတန်အတန်လှိုင်းရဲ့ frequency က 500 hertz တို့ပြီးတော့ပေးထားပါတယ်။ဒါကြောင့်မလို့ဒီချက်တော့ v equal to f lambda သုံးပြီးတော့တွက်မယ်ဆိုရင် frequency လည်းတည်တယ်။ velocity လည်းတည်တယ်ဆိုရင် lambda တန်ဖိုးရပါတယ်။အဲ့တော့ v equal to f lambda ကနေပြီးတော့ lambda equal to v by f အဲ့ဒီကနေလိုအပ်တဲ့ wavelength ရဲ့အဖြေကိုရပါလိမ့်မယ်။ဒီမှာလည်း light wave ကလည်းအစားသုံးပြီးတော့တွက်ကြည့်လို့ရပါတယ်။ c ကလေဒီချက်တော့ v equal to f lambda လို့လည်းသုံးတယ်။ဒီမှာ velocity က v လို့ပဲတိကြမှာ c ဆိုတာလည်းသုံးတယ် velocity of light ကို c နဲ့လည်းသုံးပါတယ်အဲ့ဒါလည်းတစ်ချက်လောက် note တက်လုပ်ထားပေးပါ velocity of light ကို c နဲ့လည်းသုံးပါသေးတယ် c equal to f lambda ဆိုရင်မသိမှာဆိုလို့ဒီမှာလည်းဒါမှမဟုတ်ရင် v equal to f lambda ဒီမှာ velocity လို့ပြောရတဲ့ v equal to f lambda နဲ့တွက်လဲရပါတယ်เนาะဟော example 6ကိုဆက်ကြည့်အောင်1 on a day when air temperature is 11 degree celsius you use a whisker to call your dog if the wavelength of sound produced is 0.015 meter what is the frequency could you hear the whistle အာခွေးကိုခေါ်ဖို့အတွက်ဒီအပူချိန်17ဒီဂရီဆယ်ဆီယက်တော့လေထဲမှာရှိတဲ့အပူချိန်က17ဒီဂရီဆယ်ဆီယက်အပူချိန်လောက်ရှိတဲ့အချိန်နေ့အပူချိန်မှာဒီခွေးကိုခေါ်ဖို့အတွက်ဝစီသုံးလိုက်တယ်ဝစီသုံးလိုက်တဲ့အခါမှာအဲ့ဒီအတန်ထွက်သွားတဲ့ဝစီရဲ့အတန်ရဲ့ဒီ wavelength အလိုင်းလေရာ 0. 0.15 meter ရှိတယ်အဲ့ဒီမှာ frequency ကဘယ်လောက်လဲ f ကိုမေးတယ်မင်းဟာ d whistle ရဲ့အတန်ကိုကြားနိုင်သလားဒီဝစီမှုတ်လိုက်တယ်မှုတ်လိုက်တော့ဒါပေမဲ့ဟိုဒီလူဟာဒီဝစီမှုတ်တဲ့အတန်ကိုကြားနိုင်ရဲ့လားဆိုတာဆက်ဆက်ပါတော့ဒီချက်တော့ frequency သိတာနဲ့ဒီလူတယောက်ရဲ့ကြားစာနိုင်စွမ်းရည်20000 hertz ကြားမှာရှိမရှိစမ်းသပ်စမ်းစစ်ပြီးတာနဲ့ ကြောင်းနိုင်မကြားနိုင်ဆိုတာဆုံးဖြတ်လို့ရပါတယ်เนาะအဲ့တော့ကဲတွက်ကြည့်အောင် v equal to 332 square root of t by 273အပူချိန်ပါတဲ့အတွက်ဒီချေတော့ဒီ formula လေးသုံးပြီးတော့တွက်ပါမယ်အတွက်တဲ့အခါမှာဒီ velocity of sound in air ကအပူချိန်ပါတဲ့အတွက်အပူချိန်1 degree ဒေါ်လာအတန်လိုက်ရဲ့အလင်းဟာတိုးတိုးသွားတဲ့ဆိုတဲ့အတိုင်းပဲ338.6 meter per second ဆိုပြီးရလာတယ်အဲ့ဒီမှာ frequency ကိုတွက်ကြည့်အောင် frequency မှာ v equal to f lambda နေပြီးတော့ f equal to v by lambda အဲ့တော့ lambda ကလည်းပေးထားပြီးသားဖြစ်တယ် lambda ရဲ့တန်ဖိုးကပေးပြီးသား lambda ဟာ given မှာတည်းကရေးခဲလို့ရပါတယ်0.015 meter ပေးပြီးသားဖြစ်တဲ့အတွက်အဲ့ဒီမှာ frequency ဟာ12,593 hertz ဆိုတာရလာမယ်အဲ့တော့လူတယောက်ရဲ့ကြားသာနိုင်စွမ်းရည်ကဒီမှာရင်သိရနော်လူတယောက်ရဲ့ကြားသာနိုင်စွမ်းရည်က20 hertz ကနေ1000 hertz ထိပဲရှိတဲ့အတွက် အတန်လွန်လိုင်းဖြစ်နေတဲ့အတွက်လူဟာမကြားနိုင်ဘူးလူကဘယ်လိုခေါ်မလဲဒီအတန်လိုင်းကိုမခံစားနိုင်ဘူးပေါ့နော်မခွေးတွေကတော့ကြားနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ဒီမှာပြန်ဖြေပေးမယ်ဆိုရင် we could not hear the whistle song because the human ear is supposed to able sorry to be able to hear sound with frequency that are greater than 20 hertz and 20000 hertz 20ကနေ2000ဟတ်ကြားထဲကြော်နေတဲ့အတွက်လူကတော့မကြားနိုင်ဘူး ခွေးရတော့ကြားနိုင်တာပေါ့နော်ကဲ review exercise လေးတွေကိုဆက်ကြည့်ရအောင် describe the similarity and difference between sound wave and water wave ရေလိုင်းနဲ့အတန်လိုင်းတွေရဲ့တူညီတဲ့အချက်တွေ၊ကွဲပြားတဲ့အချက်တွေကိုဖော်ပြခိုင်းတာပါ။ကဲတူညီတဲ့အချက်တွေကတော့အတန်လိုင်းတွေရေလိုင်းတွေက mechanical wave ဖြစ်တာတူမယ်။သူတို့ကလေဟာနယ်ကိုမဖြတ်နိုင်ဘူး။မတူညီတဲ့အချက်ကတော့ sound wave ကအလျားလိုက်လိုင်းဖြစ်ပြီးတော့ရေလိုင်းကတော့နှစ်ခုစလုံးပေါင်းထားတာဘာတွေလဲဆိုရင်အလျားလိုက်လိုင်းနဲ့ transfer wave တွေကိုပေါင်းထားခြင်းပဲဖြစ်ပါတယ်။နောက်တစ်ချက်က wave velocity depend on the medium အတန်လိုက်ရဲ့အလင်းကဂျားကန်တဲ့သိသေးစားပေါ်မှာမိခိုမှုရှိတယ်ဂျားကန်တဲ့အပေါ်မှာမိခိုတယ်ပေါ့နော်အဲ့တော့ရေလိုင်းကတော့ ဂျားကန်နယ်ပေါ်မှာမိကိုမှုမရှိဘူးရေလိုက်ရဲ့အလင်ကတော့ဂျားကန်နယ်ပေါ်မှာမိကိုမှုမရှိပါဘူးနံပါတ်2 write down the relation between period and the frequency explain it အဲ့တော့ period နဲ့ frequency နဲ့ဆက်သွယ်ချက်ဆိုတာ formula ဖော်ပြခိုင်းခြင်းပဲဖြစ်ပါတယ် d equal to 1 by f square ဒါ explain it ဆိုတာ t ဆိုတာ period f ဆိုတာ frequency ဖြစ်ကြောင်းကိုရှင်းလင်းချက်ရေးခိုင်းတာပါဒါ the period is the reciprocal ပြောင်းပြန်ဒါမှမဟုတ်ရင် reciprocal or inverse of the frequency period က frequency နဲ့ reciprocal ဖြစ်ပါတယ် inverse ဖြစ်ပါတယ် inversely proportional ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါနံပါတ်3 what cause refraction of water wave အဲ့တော့ရေလိုင်းနေရိုင်ခြင်း ဖြစ်ပွားတာဘာလို့လဲရေလိုင်းနေရိုင်ခြင်း ဖြစ်ပွားတဲ့ပုံကို ဖြစ်ပွားတဲ့အကြောင်းကိုပြောပြခိုင်းတာပါ Binary Binary Experiment One water wave passes from deep to shallow water. The velocity of wave is lesser and the wavelength is shorter or vice versa. When waves are incident to the boundary with an angle, the direction of the wave change. Line ရိုင်းသွားတဲ့ဆိုတော့ဟာကို repetant ကို experiment သုံးပြီးတော့ပြောပြမယ်ဆိုရင်ဒါရေ line တွေဟာဒီ net တဲ့နေရာနေပြီးတော့တိမ်တဲ့နေရာကိုပေါ့ net တဲ့နေရာနေ တိမ်တဲ့နေရာနဲ့ကိုရွေ့မယ်ဖြတ်သွားမယ်ဆိုလို့ရှိရင်ဒီရေလိုင်းတွေရဲ့ဒီအလင်းဟာနဲသွားမယ်လှိုင်းလျားကတော့တိုသွားမယ်အပြန်အလှန်ပဲเนาะအပြန်အလှန်ပေါ့เนาะအပြန်အလှန်ဖြစ်နေမှာပေါ့အဲ့ဒီခါမှာရေလိုင်းတွေဟာဒီ boundary ပေါ့ boundary ကိုနံရံကိုထိတဲ့အခါမှာ angle down ဒီ down တစ်ခုခုနဲ့ပေါ့ထိလိုက်တယ် down တစ်ခု down တစ်ခုခု degree တစ်ခုနဲ့ထိလိုက်တဲ့အခါမှာ ဒီ line နေရဲ့ direction လားရာတွေဟာ change သွားတယ်ပြောင်းလဲသွားတယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်နံပါတ်4 does the speed of waterway depend upon the depth of water ဟိုဒီရေလိုင်းရဲ့အမြန်ဟာရေရဲ့အနက်ပေါ်မှာမိကုံမှုရှိသလားလို့မေးတာပါရေလိုင်းရဲ့အနက်ပေါ်မှာမိကုံမှုရှိပါတယ် yes the speed of waterway depend upon the depth of water Number 5 how does the velocity of sound depend on the temperature of the medium through which it travel အဲ့တော့ဘလို့ဒီအတန်လိုင်းရဲ့အလျင်ဟာဒီ temperature ပေါ်မှာဘလို့ဆက်ဆက်သလဲဆိုတာကိုပြောတာပါအတန်သွားတဲ့အခါမှာဒီအတန်တစ်ခုဖြတ်သွားတယ်အတန်လိုင်းဖြတ်သွားတဲ့အခါမှာအတန်လိုင်းတစ်ခုကြားကန်တဲ့တစ်ခုကိုဖြတ်သွားတဲ့အခါမှာဒီအဲ့အတန်လိုင်းရဲ့အလျင်ဟာအပူချိန်ပေါ်မှာမှီကုန်မှုရှိမရှိဒါကတော့မှီကုန်မှုရှိပါတယ်တစ်ချက်ရှိမှလည်းရှင်းပြခဲ့တယ် အတန်လိုက်ရဲ့အလျင်ကအပူချိန်1ဒီဂရီတိုးတိုင်းတိုးတိုင်း3ညတသမ200ခိုင်နှုန်းတိုးလာတဲ့ဆိုတဲ့အချက်ကိုပြောတာပါ။နောက် velocity နဲ့တိတိကျကျပြောမယ်ဆိုရင်3ညတသမ6မီတာပါစက္ကန့်တိုးလာတယ်လို့လည်းတချေပြောခဲ့ပါဗါးတယ်။အဲ့တော့ပြန်ဖြည့်ကြည့်အောင် speed of sound in air vary with temperature at 0 degree celsius the speed of sound in air is 332 meter per second whenever the air temperature increased by 1 degree celsius speed of sound will increase by 0.2%အဲ့တော့ဒီစာကြောင်းတွေကိုဖြည့်တဲ့အခါမှာကိုနားလေတလို့ကိုရဲ့ own words တွေနဲ့ရေးလို့လည်းရပါတယ်เนาะ nemesis ကိုကြည့်အောင် generally the denser the medium the greater will be the velocity of sound explain this statement ဒီ statement လေးကိုရှင်းပြခိုင်းတာဘာလဲဆိုရင်တော့ရေဘူးအားဖြင့်ဒီ တန်လိုင်းဖြတ်တဲ့ဒရသားချကန်တွေကတိတ်သီးချင်းများလေလေအတန်လိုင်းရဲ့အလျင်ဟာများလေလေဆိုတဲ့အဆိုကိုရှင်းခိုင်းတာဖြစ်ပါတယ်ဒီချက်ဒီမှာလည်းဖြည့်ပြပေးတာဖြစ်ပါတယ်အဲ့တော့မင်းတို့လည်းမင်းတို့နားလဲသလိုကိုယ့်ရဲ့ကိုပိုင်စကားလုံးနေနဲ့ own words တွေနဲ့ဖြည့်ကြည့်လို့ရပါတယ်အတိတ်ပဲကိုဒီချက်အတိတ်အတိတ်ပဲရေးထားတဲ့အတိတ်ပဲကတော့ရှင်းရှင်းလေးပါ sound wave travel at different speed in different media through with it passes Generally, the speed of sound depends on the density of the medium. The denser the medium is, the greater the speed because the particles of the medium are tightly bound together. This means that the disturbance can be transferred more quickly from one particle to next. ควบยาชานะတဲ့ medium တွေကိုควบยาชานะတဲ့ speed တွေနဲ့ဖြတ်သွားတယ်အဲ့ဒီအခါမှာရေဘူအားဖြင့် အတန်နေရေဘွားပြင်ပြောရမယ်ဆိုလို့ရှိရင်ဒီအတန်လိုင်းရဲ့အမြန်နှုန်းဟာဒီမီဒီယံရဲ့ density ပေါ်မှာမှီကိုမှုရှိတယ်။တော့မီဒီယံရဲ့ density ကများလေလေအတန်လိုင်းရဲ့အမြန်ဟာများလေလေပဲဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီ ခုနဒန်စတီများတဲ့ဒန်ဆာမီဒီယံထဲမှာရှိတဲ့အမှုံတွေတစ်ခုနဲ့တစ်ခုနဲ့ဟာသူတို့က tightly bound together တင်းတင်းကြပ်ကြပ်စီးနှောင်ထားလို့ပဲဖြစ်ပါတယ်အဲ့တော့မင်းတို့လည်းမင်းတို့ရဲ့ကိုယ်ပိုင်စကလုံးတွေနဲ့ရေးပြီးတော့ဖြေလို့ရပါတယ်မိကုံးကိုပြန်ကောက်ပြီးတော့နောက်ဆုံးအဆုံးသက်လို့လည်းရပါတယ်1 2 3 4 5 6 7 8 9 10 1 to 9တရားဒီချက် choice question တွေဖြစ်တယ်အဲ့တော့ဒီချက်ပြောပြထားတဲ့ရှင်းပြထားတဲ့သင်ထားတဲ့ concept တွေကိုလေ့လာကြည့်ပြီးတော့ပြန်ပြီးတော့ note တက်လုပ်ပြီးပြန်ပြီးတော့လေ့လာကြည့်ပြီးတော့မှဒီ tick ကနေကိုယ့်အထီကိုမင်းတို့ဘာသာမင်းတို့ဖြေကြည့်ကြเนาะနံပါတ်10နံပါတ်10ကကြာတော့ define wavelength frequency and velocity of sound wave write down the relationship between them can this relation be used for other wave such as light wave အဲ့တော့ wavelength တွေ frequency တွေ velocity တွေရဲ့ definition တွေကိုဖော်ပြခိုင်းတာဖြစ်တယ်ဒါတွေကလည်းတကယ်ဒီမှာရေးပြပြီးသားမင်းတို့စူးစမ်းပြီးတော့လေ့ကျင့်ပြီးတော့ကြက်မှတ်ကြပါပြီးတော့မှဒီ write down the relation between them ဆိုတာဒီ velocity ရဲ့ frequency ရဲ့ velo ဒီ wavelength ရဲ့ relationship between ဆိုတာ formula ပေါ့သူတို့နဲ့ပတ်သက်တဲ့ formula ဆက်ဆက်ချက်တွေအဲ့ဒီဆက်ဆက်ချက်တွေကိုလည်းဖော်ပြခိုင်းတာပဲဖြစ်ပါတယ်နံပါတ်7ကကြာလဲ what are wavefront လိုင်းမျက်နှာစာလိုင်းမျက်နှာစာတွေကဘာတွေလဲလို့ပြောတာပါလိုင်းမျက်နှာစာရဲ့အဓိပ္ပာယ်ကလည်းမင်းတို့ရှေ့မှာသိပြီးသားပါ same face တွေမှာရှိတဲ့အမှတ်တွေအားလုံးကိုဆက်ထားတဲ့မျက်နှာစာမျက်နှာပြင်ကိုလိုင်းမျက်နှာစာလို့ခေါ်ခြင်းပဲဖြစ်ပါတယ်နမစနစ်ကလည်းဒီလိုပါပဲအဓိပ္ပာယ်ဖွင့်ဆိုချက်ပဲ what is meant by ပြန်ခြင်းယိုင်ခြင်းနဲ့꿰ခြင်းတွေပေါ့ reflection refreshing diffraction တွေကို definition အဓိပ္ပာယ်ဖွင့်ဆိုချက်တွေရေးခိုင်းတာပါ မင်းတို့ရဲ့ကိုပိုင်စကလုံးနေနဲ့လည်းရေးလို့ရပါတယ်အဲ့တော့ 13th are the following statement true or false correct the statement which are wrong အဲ့တော့ဒီ statement တွေဖော်ပြထားတဲ့ statement တွေကဘယ်ဟာမှန်လဲဘယ်ဟာမှားလဲဆိုတာကိုဖြေပေးပါတကယ်လို့မှားတယ်ဆိုရင်အဖြေတွေကိုပြန်ပြီးတော့အမှန်ပြန်ဖြေပေးပါမှားတဲ့အဖြေတွေကိုအမှန်ပြန်ဖြေပေးပါနော် find the wavelength of a wave with frequency 1000 hertz and velocity 344 meter per second အဲ့တော့ wavelength ကိုရှာခိုင်းတယ် frequency ပေးတယ် velocity ပေးတယ်အဲ့တော့ wavelength က v equal to f lambda f lambda formula နဲ့သုံးလိုက်မယ်ဆိုရင်သူ့ရဲ့လိုအပ်တဲ့အဖြေကိုရမှာဖြစ်ပါတယ်နံပါတ်15က find the frequency f ကိုရှာခိုင်းတယ် velocity လည်းပေးထားတယ် wave velocity wavelength ကိုလည်းပေးထားတယ်အဲ့ဒါလည်း equal to f lambda formula နဲ့ရှာလိုက်မယ်ဆိုရင် frequency ရဲ့တန်ဖိုးရပါမယ်မင်းတို့ unit လေးတွေတော့သတိထားပြီးတော့တွက်စီခြင်းပါတယ်เนาะ unit ယူပဗေဒမှာ unit ကအဓိကပါ number 16 a radar antenna emit electromagnetic radiation radar antenna တစ်ခုကနေပြီးထုတ်လွှတ်လိုက်တဲ့လျှက်စက်တန်လိုက်လှိုင်းလျှက်စက်တန်လိုက်ရောင်ကြီးဟာ c နဲ့ပြောရတယ်အမှန်တကယ်တော့သူက velocity နဲ့အတူတူပါပဲ v equal to အလင်းလိုင်းရဲ့ velocity ပါပဲ3 into 10 power 8 meter per second wavelength wavelength ကကြတော့0.03 meter lambda ပေးတယ်နော် t ကိုလည်း time t ကိုလည်းပေးထားပါတယ် find the frequency of radiation radiation ရဲ့ frequency ကိုမေးတယ် now how many complete wave are emitted 0.5 second 0.5 second အတွင်းမှာထုတ်လွတ်တဲ့လှိုင်းအရေအတွက်အပြည့်ကို ဘလောက်ရှိလဲလှိုင်းရည်အတွက်ဘလောက်ရှိလဲဆိုတာမေးတာပါကဲပထမသင့်ကတော့ v equal to f lambda နဲ့တွက်ရင်ရပါတယ်ဒါ c နဲ့ v နဲ့အတူတူပါပဲတချို့ဒီမှာအစားထိုးလိုက်ရုံပဲเนาะဒီမှာသတိထားမယ့်အချက်က c နဲ့ v နဲ့အတူတူပဲ3 into 10 power a meter per second lambda တန်ဖိုးသိရဆိုရင် frequency ရလာမှာပါအဲ့တော့တချို့ပေးထားတဲ့ time t ရ0.5 second အဲ့တော့လှိုင်းရည်အတွက်ကိုလိုချင်တဲ့လိုချင်တဲ့အတွက် f equal to n by t number အရည်အတွက်ကို d တိုင်းနဲ့စားလို့ရှိရင်လှိုင်းရေအတွက်ကိုဒီတိုင်းနဲ့စားရင် frequency ရတယ်ဒါကြောင့်မလို့ number ကိုလိုချင်တယ်ဆိုလို့ရှိရင် frequency ဒီ formula ကနေပြီးတော့ဒါရွှေ့ယူတာပေါ့နော် n equal to fd နဲ့တွက်လိုက်မယ်ဆိုရင်လိုချင်တဲ့လှိုင်းရေအတွက်ရမှာပါစူးစမ်းပြီးတော့လေ့ကျင့်ပြီးတော့တွက်ကြည့်ရအောင်နော်နံပါတ်70ကိုဆက်ကြည့်အောင် find the frequency of a wave of 29 meter wavelength telecast by a tv station the velocity of that wave is the same as that of other electromagnetic wave and is 3 into 10 power 8 meter per second frequency ကိုရှာခိုင်းတဲ့ wavelength လည်းပေးထားပါတယ် velocity ရကြတော့ဒီချက်တော့ electromagnetic wave လှိုင်းရဲ့ဖြစ်တဲ့အတွက်ဒါ light wave ရဲ့ velocity ဖြစ်ပါတယ်အဲ့ velocity ကိုပေးထားခြင်းမှာအတော့ phi c equal to f lambda အဲ့မှာလဲ v equal to f lambda နဲ့လည်းတွက်လို့ရပါတယ်เนาะအတူတူပါပဲအဲ့တော့လိုအပ်တဲ့ frequency ကိုရလာမှာဖြစ်ပါတယ် ဒါတန်ဖို့အစစ်ဖြစ်တဲ့အတွက်မကဟို chapter 1တော့ဆက်ဆက်ချက်လေးကိုပြန်ပြီးတော့ရေးထားတာပါ number 18 the shorter wavelength of ultrasonic wave emitted by the bed in air at 0 degree celsius is 3.3 mm what is the frequency of this wave is this frequency the largest or the smallest assume the velocity of ultrasound to be 340 meter per second အဲ့တော့အတန်လိုက် ultrasound ရဲ့ velocity လို့ပြောတဲ့အတွက် နှုံးလွန်အတန်လိုင်းအတန်လွန်အတန်လွန်လိုင်းပေါ့အတန်လွန်လိုင်းရဲ့အလင်းက340မီတာပါစက္ကန့်ပေးထားတယ်ဒီကျွန်တော်ဒီမှာက ultrasonic short that wavelength ဒီအတန်လွန်လိုင်းရဲ့အနိုင်ဆုံး wavelength ကလင်းနှုံးကထုတ်လွှတ်လိုက်တဲ့အတန်နှုံးလွန်လိုင်းရဲ့ wavelength က3.3 mm ရှိတယ်အဲ့မှာ mm တော့ဒီချေတော့မီတာပြောင်းတော့တန်းပါဝါ -3 နဲ့မြောက်တယ်အဲ့ဒီမှာ B equal to F lambda နဲ့တွက်လိုက်မယ်ဆိုရင်အဲ့ဒီအတန်လိုင်းရဲ့ frequency ကိုရလာမှာဖြစ်ပါတယ်အဲ့တော့ frequency က largest ဖြစ်သလား largest ဖြစ်တယ်လို့ပြောတယ်ဘာကြောင့်လဲဆိုရင် inversely proportional to the lambda လိုင်းရဲ့အလျားနဲ့ပြောင်းမြန်အချိုးကျတဲ့အတွက်ဒါ frequency ကအကြီးဆုံးဖြစ်သွားတာပါ။လှိုင်းလျားတိုလေ frequency ကြီးလေလေပါ။နံပါတ်19 The frequency of musical note in air is 440 Hz. Frequency ကိုပေးတယ် wavelength ကိုရှာခိုင်းတယ်ဒီမှာလဲအဲ့လိုပဲသူကဘယ်နှခုကိုဖြတ်သွားလဲဆိုတော့ sea water နဲ့ carbon dioxide gas ကို sea water နဲ့ရေထဲကိုဖြတ်မယ် gas ထဲကိုဖြတ်မယ် medium နှခုပေါ့ရေ medium ရေနဲ့ကြားကန်နဲ့ gas နဲ့ကိုဖြတ်ခိုင်းတယ်အဲ့မှာ frequency ပေးထားတယ် ။ဟာ sea water ရဲ့ velocity လဲပေးပြီးသား carbon dioxide velocity လဲပေးပြီးသားဆိုတော့လွယ်လွယ်ကူကူပါပဲ။ v equal to f lambda သုံးပြီးတော့တွက်မယ်ဆိုရင်လိုအပ်တဲ့ wavelength ရဲ့အဖြေကိုရပါလိမ့်မယ်။ Now number 20 what is the velocity of sound in air 20 degree celsius အဲ့တော့လေထဲမှာရှိတဲ့အတန်လမ်းရဲ့အလျင်20ဒီဂရီအပူချိန်မှာရှိတယ်ဖြစ်တဲ့အတွက်ဒီချေတို့ကအပူချိန်တစ်ခုပါနေတဲ့အတွက်ဒီချေတို့က v = 332 into square root of t/273 formula ကိုသုံးပြီးတော့တက်ပါမယ်အဲ့ဒီမှာ ဒီဂရီဆဲဆီယပ်စ်ကိုကယ်ဗင်ပြောင်းဖို့မမေ့ပါနဲ့နော်။နံပါတ်21 if the temperature of medians increase ကြားခံတဲ့တခုရဲ့ temperature တိုးလာတယ်ဘယ်ကနေဘယ်ထိလဲ။30ဂရီဆဲဆီယပ်စ်ကနေပြီးတော့40ဂရီဆဲဆီယပ်အထိ by what percentage has the velocity increase အဲ့တော့ဒီကြားခံတဲ့ရဲ့အပူချိန်တိုးလာတဲ့အတွက်ဖြစ်ပေါ်လာမဲ့ဒီ တိုးလာတဲ့ velocity ရဲ့ percentage ကဘလောက်လဲလို့မေးတာပါဒါအတန်လိုင်းနဲ့ပတ်သက်လို့ပဲဒီချေတို့ပြန်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီအပူချိန်တွေက3ဒီဂရီဆဲဆီယက်ဆိုတော့273ကာဗင်ပါပဲဒါကြောင့်မလို့ velocity က v1 ပထမတစ်ခုက3ဒီဂရီဆဲဆီယက်အတွက် velocity ကတခုရလာပြီ332မီတာပါစက္ကန့်40ဒီဂရီဆဲဆီယက်အတွက်ကြတော့ဒီချေတို့က TK equal to TC plus 273နဲ့ရှာလိုက်လို့ဒီအဖြေရလာတာပါအဲ့တော့ velocity နောက်တစ်ခုရမယ်ပေါ့နော် velocity တစ်ခုနောက်ထပ်အပူချင်းတစ်ခုမှာ velocity တစ်ခုအဲ့တော့ velocity ဘလောက်တိုးလာလဲဆိုများတာတွေကနဲတာတော့ velocity က23ဒသမ5မီတာပါစက္ကန့်တိုးလာတယ်အဲ့တော့ percentage ကိုရှာမယ်ဆိုရင် the percentage of velocity increase velocity ဘလောက်တိုးလာလဲ percentage ဒီ velocity ရဲ့ရာခိုင်နှုန်းဘလောက်တိုးလာလဲပေါ့ဒီ ဒီ velocity ပြောင်းလဲခြင်းမှာဆိုတော့ပြောင်းလဲခြင်း velocity ကိုဒီမဲ့ v1 ဖြစ်ဖြစ် v2 ဖြစ်ဖြစ်တခုမူတည်လိုက်မယ်အဲ့ဒီမှာ100%နဲ့ပျောက်တာပါဒါကြောင့်မလို့ဒီ velocity တိုးလာတာရဲ့ရာဂိုင်နှုန်းပြောင်းလဲခြင်းဟာ9.38ရာဂိုင်နှုန်းပြောင်းလဲလာတယ်လို့ဆိုလိုခြင်းပဲဖြစ်ပါတယ်မင်းတို့လည်းလေ့ကျင့်ပြီးတော့စူးစမ်းပြီးတော့တွက်ကြည့်အောင်အောက်နံပါတ်22ကိုဆက်ကြည့်ပါ The diagram below shows water wave passing through the entrance of the motor harbor ကဲကဘာကိုဝင်လာတဲ့ရေလိုင်းပေါ့ဖြတ်ဝင်လာတဲ့ဒီပင်လယ်ကနေပြီးတော့ကမ္ဘာကိုဖြတ်ပြီးတော့ဒီ land ကိုရောက်လာတဲ့ line ပုံစံကိုပြထားတာပါအဲ့ဒီမှာသူကဘာပြောခိုင်းလဲဆိုရင် describe what happened to the wave as they leap gap between the harbor wall what is those process called ဒီဖြစ်စဉ်ကိုဘယ်လိုခေါ်လဲပေါ့နော် describe one chain that could be made to the above arrange in order to reduce this effect အော်ဒီချက်လဲဒီမှာဖြည့်ပြထားပါတယ်မင်းတို့ကိုယ့်ရဲ့ဒီကိုပိုင် knowledge တွေနဲ့ဒီချက်ရှေ့မှာသင်ထားတဲ့ရှင်းပြထားတဲ့ concept တွေနဲ့ဆက်ဆက်ပြီးတော့မှဒီပု္ပ္ပာလေးကို လေ့ကျင့်ကြည့်ပါနော်အော်ဒီနေ့ဒီချက်သမက်ငန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူး